မေရိကန်သမ္မတဒေါ်နယ်ထရန့်ကမနေ့ကဇွန်လ၄ရက်နေ့ကစတင်ပြီးမြန်မာအပါဝင် နိုင်ငံပေါင်း၁၂နိုင်ငံကိုအမေရိကန်နိုင်ငံကို ခရီးသွားလာခွင့်ပိတ်သိမ်းခဲ့ကြောင်းလက်မှတ်ရေးထိုးကြေညာခဲ့ပါတယ်။အမေရိကန်ကိုဝင်ရောက်ခွင့်ပိတ်ပင်မှုမှာ၎င်းတို့ချင်းချက်ထားဝင်ရောက်ခွင့်ပြုသူတွေကလွဲလို့ကျန်တဲ့ဗီဇာမျိုးစားအလုံးနီးပါးကို ပိတ်ပင်တာဖြစ်ပြီးမြန်မာအာဖဂန်နစ္စတန်ချတ်ကွန်ဂိုသမ္မတနိုင်ငံအီကွေတာဂီနီ အီရီထရီးယားဟေတီအီရန်လေဗျာဆိုမာလီယာဆူဒန်နဲ့ယေမင်နိုင်ငံတို့ကနိုင်ငံသားတွေပါဝင်တယ်လို့သိရပါတယ်။ကြားအပြင်ဘရွန်ဒီကျူဘာလာအိုစီယဲယာလီယွန်တိုဂိုတက်ကမနစ္စတန်နဲ့ဗင်နီဇွဲလားစတဲ့နိုင်ငံ9နိုင်ငံကခီးသွားတွေအပေါ်ကိုလည်းတစိမ့်တပိုင်းပြေပင်နာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါပြည်ဝင်ခွင့်ပိတ်ပင်မှုနှစ်ခုစလုံးမှာ လာမဲဇွန်လ9ရက်နေ့မှာအသက်ဝင်မှာဖြစ်ကြောင်းအင်ပြူရောကပြောကြားခဲ့ပြီးခရီးသွန်းလာခွင့်ပိတ်ပင်ရခြင်းမှာလည်းနိုင်ငံသားတွေအကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခြင်းနဲ့တရားမဝင်နေထိုင်သူတွေများလာခြင်းကြောင့်ဖြစ်တယ်လို့အမေရိကန်စိုးရကပြောဆိုထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့မေလ20ရက်နေ့ကလည်းကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Harvester ကတော့မှာ နိုင်ငံတကာကျောင်းသားတက်ရောက်တင်ကြားခွင့်ကိုပိတ်သိမ်းခြင်းပြုလုပ်ခဲ့တယ်လို့သိရပါရရှင်။မြောက်ကိုရီးယားနိုင်ငံနဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့နဲ့ American Japan တို့နဲ့သုံးနိုင်ငံမိတ်ဖက်ဆောင်ရွက်မှုတွန်းမြှင့်ဖို့တောင်ကိုရီးယားသမ္မတတဲ့လီဂျေမြောင်ကကြီးပြုလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်တွင်ဆီယိုချုပ်ရေးကြီးညာမှုကြောင့်သမ္မတဟောင်းယွန်ဆက်ကီကိုရာထူးကဖယ်ရှားခံရပြီးနောက်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာအနံ့ရရှိပြီး နာရီနေငယ်ကြာမှာပြောကြတဲ့မိန်ကုံးမှာငယ်ဘဝဆင်းရဲမွဲတေမှုကနေတန်းတူညီမျှမှုမရှိတာအဂရိလိုက်စားတာတွေကိုတိုက်ဖြတ်ဖို့ကြွေးကြော်ရင်းတန်ကိုရီးယားသမ္မတဖြစ်လာခဲ့တဲ့လီဂျီမြောင်ကအခုလိုပြောကြားခဲ့တာပါတန်ကိုရီးယားဆိုရတဲ့ဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချမှုတွေကိုအမေရိကန်နဲ့စစ်ရေးမဟာမိတ်ပြုမှုအပေါ်အခြေခံပြီးကင်တွယ်ဖြည့်ရှင်းမယ်လို့လွှတ်တော်မှာပြောကြားတဲ့မိန်ကုံးမှာ၎င်းကဆိုပါတယ် မြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ကဆွေးနွေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကတဆင့်ကိုရီးယားကျွန်းဆွယ်မှာငြိမ်းချမ်းရေးဆောင်ရွက်မယ်လို့သူကဆက်ပြောပါတယ်။အိမ်နီးချင်းတိုင်းပြည်တွေနဲ့လက်တွေ့ကျတဲ့တန်ငင်းတမန်ငင်းကျင့်သုံးကတောင်ကိုရီးယား၊အမေရိကန်၊ဂျပန်သုံးနိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မယ်လို့၎င်းကပြောပါတယ်။ အမျိုးသားကျိုးစည်းပွားကိုအခြေခံပြီးလက်တွေ့ကျတဲ့တန်ကင်းတမန်ကင်းကတဆင်ကမ္ဘာစည်းပွားရေးနဲ့လုံခြုံရေးခင်းကျင်းမှာအ धिक ပြောင်းလဲကြောင်းဖြစ်ပွားတဲ့အချက်တဲကိုအခွင့်အလမ်းတစ်ခုဖြစ်ပြောင်းလဲပါမယ်လို့လီဂျေမြောင်ကဆိုပါတယ်။လီဂျေမြောင်ကိုစောင့်ဆိုင်းနေတဲ့အကြမ်းတမ်းဆုံးပြင်ပစိန်ခေါ်မှုတွေမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စီချက်ခွန်မူဝါဒနဲ့မြောက်ကိုရီးယားရဲ့ရုရှားနဲ့စစ်ရေးမဟာမိတ်ပြုမှုကို တိုးချဲ့တာတွေဖြစ်ပါတယ်။